ုတ်ကဲ့နှုတ်ဆုံးအနေနဲ့သုံးသက်စေချင်တာကကျွန်တော်မေးချင်တာကကျွန်တော်တို့တော်လှန်ရေးစကားစမှာလက်နေကန်တော်များကကျွန်တော်တို့တော်လှန်ရေးပြီးရင်လက်နေပြန်အပ်မယ်ဆိုတဲ့ဟာတပိုင်းတော့ဒီတော်လှန်ရေးကလည်းလာပိုင်းလုံးနဲ့ပြီးမယ်ဆိုတဲ့ယူဆချက်ကတော်တော်များတယ်ဒါပေမဲ့အဲ့လိုအဖွေရှိတွေကလည်းအခုနောက်ပိုင်းဆိုမူဝါဒတွေဖျောက်ချမှတ်လာပြီးတော့မှဒီရည်ရှိခုခံနိုင်ဖို့အတွက် ပြင်ဆင်လာကြတယ်။ចောင်းသားတက်တော်ဆိုရင်တော့တီတီငီငီလေးနဲ့ပြင်ဆင်ပြင်ဆင်ပြီးတော့မှလူရှိထွက်လာတာအတခြားအဖွဲ့စီထက်ဆိုနည်းနည်းနောက်ကျတယ်လို့ယူဆလို့ရတယ်။ဆိုတော့အဲ့လိုတော်လှန်ရေးဆဆချင်းလက်နဲ့ကန်လမ်းစဉ်ကိုရွေးချယ်ကြပေမဲ့အချင်းတူအတွင်းနိုင်မယ်ဆိုတဲ့ယူဆချက်များခဲ့တာကြောင့်လက်နဲ့ကန်တော်လှန်ရေးကဖျို့ဖျေးဖြစ်နေတာလားသို့မဟုတ်အဓိကအကြတဲ့ NUG တို့ NUC တို့ဟာမျိုးမှာနေရယူထားတဲ့လူတွေရဲ့ဥဆောင် ဥွေပြုံမှုကလိုအပ်ချက်ရှိတာအဲ့ဒီပုံမှာအောင်လို့ဆိုနေတဲ့ဒါကျွန်တော်တို့တော်လှန်ရေးပုံကောင်းအောင်ဘယ်လိုအကြံပြုချင်တာလဲသုံးသပ်ဆွေးနွေးမှုပါခုနကလိုမျိုးအမြင်ပေါ့လေနော်ကျမတို့အနေနဲ့ပြောရရင်တော့စပြီးတော့ခဏကရင်တော်လှန်ရေးကိုကြီးကျယ်အခါမှာစပြီးစုဖွဲ့မှုလုပ်ကြတဲ့ကကျမတို့ဒီဒါဆက်ပြီးတော့ရေးရှည်စုဖွဲ့မှုခိုင်မာဖို့လိုတယ်ဆိုတော့အမြင်ရှိပါတယ်အဲ့ဒီအမြင်အတိုင်းပဲကျမတို့ဒီကြားထဲမှာတက်တီဆောက်ရေးကိုခိုင်မာမာဖြစ်ဖို့စုဖွဲ့မှုခိုင်မာမာဖြစ်ဖို့ဦးစားပေးပြီးတော့တိဆောက်ခဲ့တာမျိုးလည်းရှိရယ်ပေါ့လေနော် ဆိုတော့မျိုးမဟုတ်ပဲနဲ့ဒီကနဦးပိုင်းမှာဒါကျမတို့လည်းကြုံပါတယ်။ရင်ကဆိုလို့ရှိရင်တင်တန်းလိုယူပြီးတော့မျိုးမှာပြန်ပြီးတော့အုံကြွမှုနဲ့ဖြစ်နိုင်မယ်လို့လူတွေကယူဆခဲ့ကြတာရှိရဲ့။တစ်ဖက်မှာရန်သူထင်သေးတာပေါ့လीနော်။ဒါပေမဲ့ကျမတို့တကယ်ရင်ဆိုင်နေရတဲ့ရန်သူကတကယ်ပဲခိုင်မာတဲ့ institution တစ်ခုဖြစ်တယ်။ ဆိုတော့ဒီလိုမျိုး institution ကိုတိုက်နိုင်မှုဆိုလို့ရှိရင်တော့ကိုကထိုင်မအောင်တိဆောက်ထားမှာပဲစုဖဲမှုကြစ်လစ်ဖို့လိုတယ်ဆိုတော့အမြင်ရှိခဲ့တယ်ဆိုတော့ကျမတို့အဲ့လိုမျိုးဖြစ်နိုင်အောင်လဲစူးစမ်းခဲ့တယ်ပေါ့လေနော်ဒီနောက်ပိုင်းမှာတော့ကျမမြင်ပါတယ်အရင်ကဒီလိုပဲစုဖဲမှုမခိုင်မာပဲနဲ့ရှိနေခဲ့တဲ့အဖွဲ့အစည်းတွေတောင်မှပဲအခုနောက်ပိုင်းမှာဖြည်းဖြည်းနဲ့တက်တိဆောက်ရေးကိုတည်တည်ချချာလေးခက်ခိုင်မာမာစုဖဲဖို့စူးစမ်းလာတာတွေ့ကြတယ်ဆိုတော့ငန်းစင်ရပြင်းပြင်းသူကိုတိုက်ခိုက်တဲ့အချိန်တွေမှာတော့ကိုဘက်ကဘယ်လိုမျိုးစနစ်တကျဖွဲ့စည်းထားဖို့လိုတယ်ဆိုတော့အကုန်လုံးကဒီအချိန်မှာတော့နားလည်ထားပြီးလက်ခံထားပြီးလို့ယူဆတယ်ပေါ့ ဆိုတော့နောက်တစ်ခုကကြတော့တောက်လျှောက်ပေါ့လေเนาะကျမတို့ energy reform နဲ့ပတ်သက်ပြီးတော့ပြောနေခဲ့ကြတာရှိ ရှိပါတယ်ကျမတို့ကိုယ်တိုင်လည်းဒါစံသတ်တော်နဲ့အညီစီစီနဲ့တွေ့ဆုံမှုတွေရှိတယ်ဆိုတော့အဲ့ဒီအခြေအနေတွေမှာလည်းကျမတို့အမြဲတမ်းဒီ reform နဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးလိုတယ်ဆိုတာမျိုးတွေအကြံပြုပြောခဲ့တာရှိတယ်ကျမတို့ NGO အရင်ကဆိုရင်လို့ရှိရင်အဲ့ဖွင့်ပေးစာတွေပေးခဲ့တာမျိုးတွေလည်းရှိရဲပေါ့လေနော်အခင်းအကျင်းလာဆိုတော့ခေါင်းဆောင်မှုရော့ရော့ရဲတယ်လို့ပြောရမှာပေါ့လေနော်ဥဆောင်မှုရော့ရဲမှုကလည်းပဲအဓိကတော်လိုင်းအိမ်မှာပြဿနာဖြစ်စေခဲ့ပါတယ်နောက်တစ်ခုကကြတော့တဖြည်းဖြည်းကြာလာတာနဲ့အမျှခုနကပြောသလိုမျိုးဆက်ဆက်ကလေးကလက်နက်ကင်တက်ဖွဲ့တွေကိုတိတိကျကျမစုစည်းထားတဲ့အခါမှာတက်ဖွဲ့တစ်ခုတွင်လည်းပြပြပြမဖြစ်တဲ့အခါမှာ ဒီကြားထဲမှာဖြစ်တဲ့ပြဿနာတွေပေါ့လေနော်အညာမှာဖြစ်တဲ့ကိုလည်းနဲ့တိုင်ထားတဲ့အဖွဲ့အစည်းတခုကတကယ်ပဲမူဝါဒတွေနီးစနစ်တွေတိတိကျကျမရှိဘူးဆိုလို့ရှိရင်တော်တော်လေးအန္တရာယ်များပါတယ်အဲ့လိုမျိုးဆက်ပြီးတော့စုဖွဲ့မှုမှာယူရင်းခဲ့တယ်ဆိုလို့ရှိရင်ခုနလည်းနဲ့ရထားတဲ့အခါပါဝါရှိထားတဲ့အခါဖြစ်လာဖြစ်လိရှိတဲ့ပြဿနာတွေကဖြစ်လာဆိုတော့အဲ့ဒီပြဿနာတွေကတွားနေတဲ့လမ်းစဉ်မှာတကယ်ပဲအနှောက်အယှက်ဖြစ်လာတယ်အကုန်လုံးကအလိုင်းတစ်စုံလုံးမှာထားထားတဲ့ရည်မှန်းချက်ရှိရဲဒါပေမဲ့လို့အဲ့ဒီရည်မှန်းချက်ကိုမမြင်နိုင်တော့ဘဲနဲ့လက်နဲ့ကင်ထားတဲ့လူအုပ်တွေပဲဖြစ်နေတယ်ပေါ့နော်ဆိုတော့ဒီအချိန်ဒီမှာဖြစ်လာတဲ့ပြဿနာတွေကလည်းပဲတစ်ဖက်မှာတော်လိုင်းအောင်မြင် မှုအတွက်လည်းရှိပြဿနာဖြစ်နေလို့မြင်ပါတယ်အခုလည်းရှိလေပဲတည်င်းတွေမှာလည်းတွေ့မယ်ဖြစ်နေအခွန်ကောက်ကိစ္စတွေနဲ့ပတ်သက်လို့ရောနောက်တစ်ခုကတော့ဒီမွေးစေးကိစ္စတွေဆိုတော့ဒါတွေဒီတေချာစုဖွဲ့မှုကိုမခိုင်မာခဲ့လို့ရောဒါဘုံနဲ့ချုပ်ကင်မှုအားနည်းလို့ဖြစ်လာရတဲ့ကိစ္စတွေလို့မြင်တယ်ဆိုတော့ဒီကိစ္စတွေကတစ်ဖက်မှာတော်လန်ရေးကိုပါဝင်နေတဲ့လူလူကိုပို့ပြီးတော့ confuse ဖြစ်စေတယ်သူတို့အနေနဲ့ဘာကတကယ်တကယ်တော်လန်ရေးအင်အားစုတွေအနေနဲ့ ဟိုရက်တိကျခက်ခိုင်မှမနဲ့တွားနေရမှာဟုတ်ရဲ့လားဆိုတဲ့အမြင်လေးချိလာနိုင်တယ်ပေါ့လीเนาะဆိုတော့အဓိကပြဿနာကတော့တိစောက်မှုမှာမခိုင်ပါခဲ့လို့လို့မြင်တယ်ဆိုတော့ဒါကိုလည်းပဲအခုလက်ရှိမှာချိုးသောအဖွဲ့စည်းတွေကလည်းဒီရောင်ပြင်ဆင်နိုင်မှုစူးစမ်းနေအောင်တွေ့ရတယ်အကုန်လုံးကလည်းပဲဒါထောက်ပြပြောဆိုနေရလဲရှိလာပြီပေါ့လीเนาะ reform နဲ့ပတ်သက်လို့ဘာလို့လိုအပ်တယ်ဘယ်လိုမျိုးဖြစ်နေရဲ့ပြဿနာတွေလည်းထောက်ပြပြောဆိုမှုတွေတော်တော်လေးကြဲကြဲထွက်လာပြီတကယ်တော့ဒီမင်းတိုင်းငယ်မှာလည်းပဲလူတွေကတောက်လျှောက်ဒီ reform ကိစ္စကိုပြောနေခဲ့ပါပြင်ပြောင်းလဲဖို့လိုတယ်ဆိုတော့မျိုးအများနဲ့ပြောနေခဲ့တယ်ဆိုတော့ဒီပေါ်မှာ action ပါဖို့လိုပါတယ်ခုချိန်ရှိတော့ဘာမှတုတ်ပြန်တာတော့မတွေ့သေးဘူးပေါ့လေဆိုတော့ action ပါဖို့လိုတယ်ပြောခဲ့သလိုပဲတကယ်တကယ်စုဖွဲ့နိုင်မှုအတွက်တတိချာချာလေးနိုင်ငံရေးအရလိုက်ပြီးတော့ဆွေးနွေးနိုင်မှုလိုတယ်ကြည်ကြည်လည်လည်ပြောနိုင်မှုလိုတယ်တကယ်ဆိုလို့ရှိရင်ဟိုလူလူထောက်ခံမှုအားဖြစ်ပဲဖြစ်ဖြစ် resource အားဖြစ်ပဲဖြစ်ဖြစ်သူ့မှာရှိထားပြီးသားအရင်းမြစ်တွေရှိပါတယ်ဆိုတော့ဒါတွေကိုကောက်ကောက်မတုံးနိုင်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ပို့ပြီးတော့ပြဿနာရှိပါတယ်ဆိုတော့ဒီအတွက်ပြင်ပြောင်းလဲမှုပေါ့လေနော်အဲဒါတွေကိုမူဝါဒအားဖြစ်လဲတတိချာချာပြန်ပြီးတော့ဆန်းစစ်ဖို့လိုလိမ့်မယ်နောက်တစ်ခုကကျတော့ဆိုတော့ဒီလက်လက်ဆွမ်းနဲ့ပတ်သက်လို့ဆိုရင်ကျွန်တော်တို့ တဦးတက်တော်မှာဆိုလို့ရှိရင်လည်းမူဝါဒအဖြစ်ရှိပါတယ်။လက်နက်စွန့်တဲ့မူဝါဒရှိပါတယ်။ဆိုတော့ကျမတို့ဒီဘာအတွက်တိုက်နေလဲဆိုတဲ့အခြေခံမူရှိရယ်။အခြေခံမူ၅ချက်ရှိရယ်။ပြီးတော့အဲကျမတို့တဦးတက်တော်ကနေပြီးဥမာချမှတ်ထားတဲ့ vision mission တွေရှိရယ်။ဆိုတော့ဒီဟာဒီဓာတ်ဒီအတွက်တိုက်နေတာဖြစ်တယ်။ဆိုတော့ဒီလိုမျိုးချမှတ်ထားတဲ့မူဝါဒတွေ vision mission တွေကိုရရှိဖို့ကြိုးစားရယ်။ဆိုတော့ဟုတ်ပြီရရှိခဲ့တယ်ဆိုလို့ရှိရင်တော့မှပဲကျမတို့နားလေတာလက်နက်စွန့်တဲ့ဆိုတဲ့ process ကလည်းလိုအပ်တယ်။ဆိုတော့ကျမတို့မှာလက်နက်စွန့်တဲ့မူဝါဒရှိပါတယ်။လက်နက်စွန့်တဲ့မူဝါဒမှာလည်းပဲကျမတို့ချမှတ်ထားတဲ့အခြေခံမူတွေရည်တည်ချက် က်တွေညွှန်ကြီးချက်တွေကိုရရှိရဲဆိုလို့ရှိရင်တော့ကျမတို့ process အတိုင်းပဲဆက်ပြီးတော့သွားမှာဖြစ်ပါတယ်